သင်ရဲ့အိမ်မက်တွေတကယ်ဖြစ်လာစေမယ်မတိစင်ရဲ့အစွမ်းအားများမင်္ဂလာပါရှင် knowledge to you ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လူတွေမှာတိစိတ်နဲ့မတိစိတ်ဆိုတာရှိကြပါတယ်များသောအားဖြင့်လူတွေကတိစိတ်ကိုအာယုံခံသိနိုင်ကြပေမဲ့မတိစိတ်ကိုတော့သတိမထားမိကြပါဘူးကမ္ဘာပေါ်မှာလူတွေကနေ့စဉ်လှုပ်ရှားသွားလာရုံးကန်နေတဲ့အိမ်မက်တွေနောက်ကိုလိုက်နေကြတာဖြစ်ပြီးရည်ရွယ်ဓာတ်တွေပြီးမြောက်ဖို့တာဝန်တွေကိုယ်စီတည်ပိုးနေကြတာပါ လူတယောက်ရဲ့တာဝန်တွေကိုဝိုင်းကူညီပေးဆောင်ရွက်ပေးနေကြတဲ့ထဲမှာသိစိတ် conscious mind နဲ့မသိစိတ် unconscious mind ဆိုတဲ့စွမ်းအားတွေလည်းပါဝင်ပါတယ်။သိစိတ်ဆိုတာဥပမာပြောရရင်လူတယောက်ကသူရည်ထားတဲ့အလုပ်တစ်ခုကိုမနှက်ပြလုပ်မယ်လို့တွေးထားပြီးတွေးထားတဲ့အတိုင်းလုပ်ငန်းဆောင်တာတွေကိုလှုံ့ဆော်ခြင်းဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ကြကြောင်ကမနှက်ဖြန်အလုပ်သစ်တစ်ခုရှောက်ဖို့သွားဖို့ဆုံးဖြတ်ထားပြီးတော့ဆုံးဖြတ်ချက်ချတဲ့အတိုင်းသွားရောက်ခဲ့တာတိစိတ်ကရည်ရွယ်ထားတဲ့အတိုင်းလှုပ်ဆောင်ခဲ့တာလို့ဆိုနိုင်ပါတယ် မတိစိမ့်စုတာကတော့စွမ်းအားအရန်ကိုကြည်ပါတယ်။သူကတင်းကိုစကြဝဠာင်းနဲ့ချိတ်ဆက်ပြီးတင်းလိုချင်တာတွေတင်းအရယူဖို့ဆုံးဖြတ်ထားတာတွေကိုစိတ်ဝိညာဉ်ထဲမှာဂိမ်းအောင်စေပြီးတင်းစံနာတွေပြင်းပြဖို့ကူညီပေးတာဖြစ်ပါတယ်။တိစိမ့်ကတင်းဖြစ်ချင်တဲ့အရာတင်းလို့ဖို့တွေးထားတဲ့အရာတွေကိုတင်းကိုယ်တိုင်လုံးဆောင်ပြီးတာဝန်ပြီးမြောက်စေတာဖြစ်ပါတယ်။ တင်ညာအယမွင်းခင်အသီးစိတ်ရှိနေတဲ့ချိန်ထိသီးစိတ်အတိုင်းပဲစဉ်စားတွေးခေါ်နေရဖြစ်ပြီးတင်လုံးရမယ့်အလုပ်တွေကိုလှုံ့ဆော်စေပါရယ်မသီးစိတ်ဆိုတာကတော့တကယ်ပြင်းပြစွာလူကျင်နေတဲ့အရာတွေရှီမန်းချက်တွေကိုတင်းစီရောက်ရှိလာအောင်ဆွမ်းဆောင်ပေးနေရဖြစ်ပြီးအစွမ်းကြီးမှလာပါရယ်ဒါကြောင့်မလို့မသိစိတ်ကိုစိတ်တကူလှုပ်လဲခေါ်ဆောင်ပြီးစွမ်းအားရမြတ်တဲ့အောင်စဉ်ကြံအားထုတ်ကြသူတွေလည်းရှိကြပါရဲ့ ်မတိစိုက်ရဲ့အလလုံးပုံကတော့တင်အိပ်ပြုတ်နေစမှာတော့သူကအနာမိဘူးပဲတင်ပြင်းပြစွာလိုချင်နေတဲ့အရာတွေဆန္ဒပြင်းပြအောင်လို့ကုညီဆောင်ရွက်ပေးပါတယ်တင်ရဘဝရီမန်းချက်တွေနဲ့လေးလေးနက်နက်လိုချင်တဲ့အရာတွေရှိရင်တော့မသိစိတ်ကိုအတုံးချဖို့အကြံပေးချင်ပါတယ်။ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေနဲ့အောင်မြင်နေတဲ့တတိကြီးတွေကလည်းမသိစိတ်ကိုကောင်းကောင်းအတုံးချခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးမသိစိတ်ရဲ့အရေးပါပုံကိုလည်းစာအုပ်တွေရေးသားထုတ်ဝေခဲ့ကြပါတယ်။ ်မတိစရဲ့စွမ်းအားကိုအသုံးပြုဖို့ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုရင်တင်အမှန်တကယ်ဆန္ဒပြင်းပြစွာလိုချင်တဲ့အရာတွေပေါ်အာရုံပြုပါဥပမာတင်ကမာစီရီကားတစ်စီးလိုချင်နေဆိုရင်တင်လိုချင်နေတဲ့မာစီရီကားကိုတင်အာရုံထဲမှာမြင်အောင်ပြီးတော့ပုံဖော်မှတ်သားထားပါ ဒီကားကိုတင်တကယ်လက်ဝယ်ပိုင်ဆိုင်ရရှိထားတယ်လို့မျိုးသတ်မှတ်ပါတင်လို့ခြင်းတဲ့အရာတွေပေါ်မူတည်ပြီးတော့အာယုံပြုနိုင်ပါတယ်အကယ်၍တင်ရအိမ်တလုံးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တင်လို့ရှိတဲ့အိမ်ပုံစံမျိုးကိုရှင်းရှင်းလင်းလင်းစိတ်ထဲမှာပုံဖော်မှတ်သားထားပါမယ်ဒီလိုမျိုးအာယုံခံလေ့ကျင့်မှုမျိုးမနက်ခင်းတိုင်းဒါမှမဟုတ်ညအရမွေးမီအချိန်တိုင်းမှာလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ် ဒီလိုမျိုးလှုပ်ဆောင်ပေးခြင်းရမတိစရတပြေပြေဆွမ်းအားကြီးမလာပြီးတော့တင်လိုချင်တက်မှတ်နေတဲ့အရာတွေကိုတင့်စီကိုရောက်ရှိလာအောင်လို့ဆွမ်းဆောင်ပေးမှာဖြစ်ပါတယ်။သောမတ်စ်အက်ဒီဆင်၊အယ်ဘတ်အိုင်စတိုင်နဲ့နပိုလီယံဟီးရိုးလိုပုဂ္ဂိုလ်ကြီးတွေလည်းမတိစိတ်ကိုအသုံးချပြီးအောင်မြင်ကြောကြားခဲ့ကြတာဖြစ်ပြီးမတိစိတ်ရဲ့အရေးပါပုံကိုမျှဝေခဲ့ကြပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ချင်းရောမတိစိတ်ရဲ့ဆွမ်းအားနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရှိခဲ့ရင်လည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်နော်။